အမေရိကန် တပ်ဖွဲ့ဝင်တွေအနေနဲ့တရားဥပဒေနဲ့မညီညွတ်တဲ့အမိန့်ကိုဖီဆန်လို့ရအောင်ပြောကြားတဲ့ဒီမိုကရက်လွှတ်တော်အမတ်တွေကိုထရမ့်ကသစ္စာပေါက်တွေလို့ခေါ်ဆိုပြီးတော့သေတံပေးလို့ရတယ်လို့ဆိုရှယ်မီဒီယာမှာရေးပါတယ်အမေရိကန်စစ်တပ်နဲ့ထောက်လိုင်းရေးအေဂျင်စီတွေမှာတာဝန်ထမ်းဆောင်ခဲ့ပူးတဲ့ဒီမိုကရက်လွှတ်တော်အမတ်6ယောက်ကနိုဝင်ဘာ17ရက်နေ့ကဗီဒီယိုပို့စ်တင်ပြီးတော့မတရားတဲ့အမိန့်ဖီဆန်ဖို့ပြောလိုက်တာပါ 2021ခုနှစ်နိုဝင်ဘာ6ရက်တုန်းကအဲ့ဒီအချိန်ကဒုသမရမိုက်ဖန့်စ်ကိုကြိုးစင်တင်မှု Trump ထောက်ခံသူတွေက ကြွေးကြော်တာကို Trump ကမတိကြိုးကြုံပြုခဲ့ပါတယ်ကြိုးစင်ပုံစံတူပြုလုပ်ပြီးတော့ Trump ဟောပြောပွဲမှာတောင် ထောင်ထားတာပါ Trump ရဲ့ Truth Social Media ရေးသားချက်ဟာအကြမ်းဖက်မှုဖြစ်စေနိုင်တာကြောင့် Democrat ခေါင်းဆောင်တွေကလည်း Congress လွတ်တော်လုံခြုံရေးရဲတပ်ဖွဲ့ကိုအကြောင်းကြားထားပါတယ် တရားမဝင်တဲ့အမိန်ပေးခိုင်းစေမှုကိုစန့်ကျင်ဖို့တိုက်တွန်းတဲ့ဒီမိုကရက်အမတ်တွေကတော့ CIA American ဘိုးထောက်လိုင်းရေးအေဂျင်စီမှာတောင်းဝန်ထမ်းဆောင်ခဲ့ဘူးသူလည်းဖြစ် Iraq စစ်ပြန်လည်းဖြစ်တဲ့အထက်လွှတ်တော်အမတ် Elisa Slotkin ရဲ့မှစစ်မှုထမ်းပြီးတော့အာဂါဒရင်မှုလည်းဖြစ်သူအထက်လွှတ်တော်အမတ် Mark Kelly နဲ့အောက်လွှတ်တော်အမတ် Jason Crow Maggie Gotlander Chris Deluzio Chrissy Hollahan တို့ဖြစ်ပါတယ်အောက်လွှတ်တော်အမတ်တွေကဗီဒီယိုထဲမှာ ထရမ်ဟာနိုင်ငံကာကွယ်ရေးရန်ညားအဖွဲ့အစည်းတွေနဲ့လူစုကိုလှည့်တိုက်ပေးနေတယ်လို့ပြောထားပြီးတော့ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်းဖျက်ဆီးပစ်နိုင်တဲ့အန်ဒီရဲ့ကြားရောက်နေတယ်လို့ဆိုပါတယ်ကျွန်တော်ဆွေပါ